ုကလူစပီနေတဲ့မှာနာမတော်တလုံးနဲ့နှစ်ပေါင်းများစွာတောက်ကြွနေရသောကျွန်ုပ်အများအခေါ်အဘဂုဂုကြီးသည်စပီမွန်လက်ရာများကိုစင်စက်မပြတ်ဖန်ဆင်းရင်းနဲ့လူတို့ရဲ့ချစ်ခင်နှစ်သက်မှုတွင်ပျော်မွေ့နေပေပြီမိမြဆိုသော ကျွန်ုပ်အားလက်၌ရုတ်တရက်ဆုံတွေ့ရင်ပင် ဟုတ်အဖိုးကြီးအကျွေးမပေးသေးဘူးလားဒီအွယ်သေးသင့်မီနော်ဟုသော ပရိတ်သန္တာယဇဂမြစင်စက်မပြတ်နာယူသမှုပြုနေရပေပြီသို့ဆိုသည်မြစ်တာအဟုန်ကြီးမာတဲ့ဝန်းတွင်ယူခြင်းုံမှာပိတိစား၍အဖြစ်နေသည်ဆိုသောညာကျေပါလာသောစပေရင်နအတုံးမကြသောအဘေခံရသောစမှုတို့နှင့်သမုတ်တရားဝန်းတထွာအေးရင်မအီးဖြစ်နေရရှာသည်ဒီစာမူလီမှာအေရီဒာမရွေးရင်နနက်စာဘဒုနာ ကတ်လွေရပါဟုသောအတွေ့များဖြင့်ကိုးကွေးလေးပြန်ရသည့်နေလေရှိသည် စားစရာမရှိ၍ရှိစုမဲစုဝစ်ထားတဲ့တောင်တူတောင်ရှိကူပတ်ဆက်မရှိတိုင်းဖြက်ဖြက်ရောင်း၍တောင်တူသာကြံတော့၍ဖြစ်သည်အဲ့ဒါကူပါနေပူကျဲတဲ့မုံရွာဆောင်ကြီးခြုံ၍လူအများအမြင်တင့်တယ်စီရန်ချွေးထုတ်ခြင်းအောင်ဆောင်နေရသော နေမျိုးလေအသင်ကြီးခက်တီက ငယ်စဉ်ကလေးကလက်စော့၍စာရေးခြင်းအလုပ်သာလုပ်တတ်သောကျွန်ုပ်မှာအသက်ကြီးမှဗာစီဝါရီမှမလုပ်တဲ့အငန့်ငန့်အပြည့်ပြည့်ဘဝနှင့် အနာဂတ်အရေးကိုခက်ဖြည်းဖြည်းလီ တွားသွားနေရလေသည်ဟိုးအရင်တခါလူအဲဒီတာဘဝရပြန်ရင်လဲကောင်းမှရဲ့ဖိတ်ဖိတ်မဖိတ်ဖိတ်ဧကံပွေတိုင်းကျွေးသမျှတက်ကြစ်ယမကလီမျှတိုက်ပြန်ရင်လဲဇက်ကျူးရင်လက်ထုအံမြီဟူသောထုနှလုံးမှုပြီးတကလား မထနိုင်အောင် မြင့်မြင့်ကြီးတောက်သုံးသမှုပြုပြီးတဲ့အပြင် အနီနာခါစားလျက်ရှိသောစာနယ်စင်းညီငယ်များမှလက်စလက်နာရှိသူများကိုလက်တွေ့ဟဲ့ရွှေကျင်လုံးနှလုံးပါစေဆွေးခဲ့ကွာမောင်နှမ်းမှုကအမီဘူးရှာနှက်ပြန်မှပန်းစူရန်ကအေမီဝါမှာပြန်ဆုံမေအော်မိုးကောင်းနှုံကရှာခဲ့တာအဲ့ဒီတဇပွဲမှာ မြင့်မြင့်ကြီးထိုင်ပြီးဘာလုံးမှမလုံအမြဲတမ်းမူယူပြီးကိုယ်ကံရမယ်စာအုပ်တအုပ်လုံးလက်တင်ရလူရွေးထက်နေ့စဉ်ပသနေပါကစာရေးတတ်မရေးတတ်အခန်းဆက်ပြီးတရုတ်ဆောင်ပုံဘူးဘသူမှမပေးပေဘုံလာခဲ့သည်မြထုတ်ဝေသူသိပြီးကန်ထုတ်လိုက်မှအဲဒီဒါဆိုတာစာရေးစရာရဲ့သင်ချိုင်းကစာရေးခြင်းလို့အဲဒီဒါအလုတ်ကတိစ္ဆာရှိရှိထွက်ခဲ့တာ ဘသူမှမသိတာလည်းမဟုတ်ဘူးကြောလန့်ကြည့်ရင် ထုတ်ဝေသူခြေရာပါရှိသည်အဲ့တဟာကူတော့ဗဇက်ပုတ်ပုတ်ကြီးနဲ့ကြွားပါပြီစာရေးစာမဟဲ့ဆိုပြီးပြောခဲ့တာအော်စာကလေးကတော့ရေးနိုင်ပါရဲ့ဒါပေမဲ့အဲဒီဒါဆိုတဲ့ဆရာသမားများကရွေးအောင်မှပါရမယ်စာရေးစရာဘဝငိုချင်းတော်ချမိတော့မင်းစာပေတိုင်များရှိရာခြေတူအောင်သွားရေးထားသမျှအစာမူကလေးကို တတိုက်ဝင်တတိုက်ထွက်နေသပင်ရှိရှိမှုန့်တီတီဖုံပီပီပန်းစုတန်းတစေဟူ၍ပင် ပြည့်ရဲပြူခြင်းခံရတော်လေစည်းဝါးကမဖြစ်ယုံမကစားဝတ်နေရပင် မဖူလုံသည့်ဘဝနှင့်ခရီးဆက်နေရလေသည်ညီတို့ပင်ဆိုစီကံဆိုခြင်းမဲအမြဲမရှိနိုင်ကံကောင်းခြင်းဆိုသည်ကလေမမြင်နိုင်သောအရမရောက်လာတတ်သည်သာမဟုတ်ပါလားထိုနည်းကလေကျွန်ုပ်အတွေ့ကံကောင်းခြင်းလား ကန့်ဆိုခြင်းလားမသိသောထူဆန်းမှုမျိုးယူဆောင်ခဲ့လေပြီယူဆောင်လာသူကဟယ်လိုပန်းစိုးရန်တစီအဘကူကူကြီးအခတိုင်းလိုပဲမွေးနေတုံးမလားဒုကလူချူတာပွေနှုတ်ဆက်တန်ကြာရွေလှဲ့ကြီးလိုက်တော့စိန်အောင်ဒရဝံဒရိုက်ဘာမဒရိုက်တာအထိအစုံလုတ်သည်ဟုသောကြွေးကြော်ထသောရင်းနှုတ်ရဲ့အချစ်ဆုံးမိတ်ဆွေရန်သူတော်ကြီးစိန်အောင် သူကမြင်ကလေးကပြက်တနာတစ်ခုကိုသေဆောင်လာပြီးဖြစ်ကြောင်းသိရ၍စိတ်နှောက်ကြည့်သွားရသည် မင်းဘာသာမင်းပြောက်နေတာပဲကောင်းပါတယ်စိန်အောင်ရဘာလာလှုပ်သေးတာတုံးကျွန်ုပ်ရဲ့စကားကိုစိန်အောင်မှ သူနဲ့မတော်မရဖြစ်နေသောဘောင်းမီကြီးကိုရင်ကောင်းဆွဲတင်ကမတည်နိုင်သေးတဲ့ဇာကြီးစရာအိုကြီးကိုတန်တော်လာကြည့်ရဖို့ဗျာဘယ်နဲ့ဗျာမဟုတ်တာတွေရေးပြီး အသက်ရှင်နေတဲ့သူဒီတယောက်တွေ့ဘူးလား အမှန်ဒီအရွယ်နဲ့ဒီလောက်မကောင်းမှုလုပ်တဲ့သူရှာမအရှာပါပဲတော်တော်ပါကွာငါဘာသာငါသေးသေးနဲ့အချိန်သေးမှာပါငါသေးရင်တော့မင်းငါစီလာစရာမလိုပါဘူးဒါပဲနော်သွားတော့ရနုရဲ့ဆက်ဆက်အထီမခံစကားကစတိဖလာထက်တော့အခွက်ပြောင်းတဲ့အနှီငတိကလဲကြလူနီနီကျွန်ုပ်အိမ်ဝလုံးတိုင်ဆွေးကိုခက်ပြည့်ပြည့်မိပြီးတကားလဘဲနဲ့လေ မဂ္ဂဇင်းတွေမှာအတူအဆတွေရေးပြီးငတ်ပြက်နေတုံးမေလားသူရဲ့မထီတရီစကားကြောင့်ကျွန်ုပ်လဲဒေါသအထွက်သွားရပြီဟဲ့ကမင်းငါကူစော်ကားခြင်းစော်ကားငါရဲ့အမှုပညာတော့လာမစော်ကားနေกว่าမင်းမနာခြင်းရင်အခုချက်ချင်းငါရှိကထွက်သွားချက်ချင်းနော်ချက်ချင်းကျွန်ုပ်ရဲ့စကားကိုငတ်တီကတက်ပြင်းချပြီအဲ့ဒါပြောတာပေါ့တလွေမာနာဆိုတာ စားတာကောင်းကောင်းမရည်နိုင်တာဘန်းစုရန်ကအေမီဝါမှာတော့နေတိုင်းတွေ့ရဲ့စားကောင်းတောက်ကောင်းနှုံထင်မဒါကတော့မာဂျီတို့ရှိသူအောင်တို့ဂါရဝပြူတာပါကွေကက်တောက်တဲဆိုကက်တောက်တဲပြိုစမ်းမှာခမကြီးမှလည်းတသက်လုံးစာရည်စာနေပြီ အခုချိန်ထိသူများစီကက်စားကက်တောက်နေရတုံးမှလားဟဲ့ကငါဘာသာငါဘလူနေနေမင်းအဘူးမပါဘူးကမှတ်ထားရင်တို့ရဲ့စကားကူ ငတိကသေးညောင်လာတဲ့ခန္ဓာကိုယ်ကိုတပတ်ပြည့်ပြည့်လှဲ့၍အဲ့ဒါပြောတာပေါ့သူများတွေဆိုစာရေးပြီးစည်းဝါဖြစ်နေပြီကို့မှာအိုးတည်တော့မေငတ်နေပြက်နေတော့စာရေး၍စည်းဝါဖြစ်နေကြပြီဟူသောစကားကြတော့ကျွန်ုပ်စိတ်ဝင်စားသွားသည်မိသူမဆိုစည်းဝါလေးတော့ဖြစ်ချင်ကြသည်မဟုတ်ပါလားဘေးဘသူတွေကစည်းဝါဖြစ်နေကြပြီလေကျွန်ုပ်ရဲ့အမေကို ငတိကရောင်ရောင်လေးပြုံးလိုက်ပြီးအဲ့ဒါပေါ့ပြီးခစ်ထဲနေပြီးညက်ချီပြက်နေတော့လေငက်သေးတာပဲကောင်းပါလေပြောစရာရှိတာသာပြောပါကွာကျင်းုံမှာစိတ်မရှိနိုင်တော့ပဲဖြက်ပြောသည်ဒါကငတိကလုံချင်းဝတ္ထုရေးတဲ့သူတွေလေးဟေးကျင်းုံမှာတခါမှမစင်စားဘူးတော့အကြောင်းအရာဖြစ်နေ၍အံ့အားသင့်သွားရသည် လုံချင်းဝတ္ထုရေးသူတွေ ဟုတ်ပါဗျာတချို့စကလောင်တစ်မျိုးနဲ့စီဝါဖြစ်တာကိုတော့မကြည်နဲ့နိုင်လို့ကလောင်နေမနေခွဲရည်နေကြတာဟေးအဲ့ဒီလူတော်လှုပ်နေကြပြီဟုတ်ပါအခုဘက်စဲလာဆိုတဲ့စာရေးစရာတွေအ ਨੇ စုံကလောင်၁၀မျိုးလောက်တောင်ရှိတာဟေးသူစကားကြောင့်စပီကူတသက်လုံးရေးစာနေတဲ့ကျနှုတ်ပင်ကြောင်သွားသည်နောက်မှအေးအဲ့ဒီလောက်တောင်ရေးနိုင်ကြလူလား ဝေရောက်ပေါ့ဗျာဝေရောက်ဟုတ်တယ်လေလုံးချင်းဝိထုလေးထုတ်ပြီးလို့နာမည်ရလာရင် လက်တင်ကလေးတွေရေးထားတဲ့ဝိထုကိုဈေးပေါ်ပေါ်နဲ့ဝယ်ပြီးရင်ကိုယ်နာမည်နဲ့ဈေးကြီးကြီးနဲ့ပြန်ရောင်းပြီးပြီပေါ့ဟာလွယ်လာကြီးလားအဲ့ဒါကြောင့်ပြောတာအဖရောလုံးချင်းရေးမလားဘလူငတိရဲ့အတက်တရောစကားကြောင့်ကျွန်ုပ်ဇဝေဇဝါဖြစ်သွားရသည် နောက်မှခေါင်းကုပ်ပြီးအေးရေးတော့ရေးခြင်းတကွဒါပေမဲ့ငါစာအုပ်ကဘသူကထုတ်ပြီးမှလဲကျွန်တော်ထုတ်မယ်လေဗျာကျွန်တော်ထုတ်မှာစိန်အုံးကသူ့ရင်ဘတ်ပြပြကိုတဘုံဘုံထူရင်ပြောသည် သူစကားကြောင့်ကျွန်ုပ်ပင် အားရသွားပြီမင်းမင်းတကယ်ပြောတာလားတကယ်ပြောတာပေါ့ဗျာအေးဒါပေမဲ့ဒီကလောင်နာမည်ယူယူကြီးနဲ့တော့မဖြစ်ဘူးဗျာကလောင်နာမည်ကူက နှုတ်ရမယ်၊နှွဲ့ရမယ်၊လှနေရမယ်၊စွဲဆောင်မှုရှိရမယ်။ဘာဆိုင်လို့လေကွ။ကလောင်နံမေကစကောင်းရင်ပြီရောမဟုတ်လား။စိန်အုံးကကြွခနဲစုတ်သက်လိုက်ပြီ။အဲ့ဒါကြောင့်စင်းရဲနေတာ။အတွေ့အကူကခေါင်နာကူဟုဆိုကကျွန်ုပ်အနာကပ်၍ဒီမယ်မှတ်ထား။စာရေးသူက စာကိုနောက်မှဖတ်ရတာဗျ။ကလောင်နံမေအရင်ကြည့်ရတာ။ကလောင်နံမေကစွဲဆောင်မှုမရှိရင် ဘတ်တုကအစာအုပ်ကိုကင်ကြည့်မှလဲသူစကားကြောင့်ကျွန်ုပ်ပင်ခေါင်းကုပ်သွားရသည်အေးမင်းပြောတော့လေဟုတ်တယ်လူပဲကွဟုတ်တယ်လူပဲမလုံနဲ့ဟုတ်ကူဟုတ်တယ်ကဲအဲ့ဒီတော့အဘအနီနဲ့ဂလောင်နမ်းမေကူအလားဆုံးရွေးပြီးတော့အမြန်ဆုံးရေးပြီးတော့အေးရေးတဲ့နေရာမှာလေဟုတ်သည်ရှိမဟုတ်သည်ရှိ မင်းသားမင်းသမီးနာမည်ကိုလူမမဲတဲ့နာမည်မျိုးကိုပေးဥပမာ တိမ်ပဘူးတို့ဝေလပန်းတို့လူမျိုးပေါ့ဟာလို့လို့လားအော်လူတာပေါ့ဗျာအဓိကလုံချင်းဝိထုညွန့်တမ်းမှာကိုဧတာပါတယ်နတ်မေဆန်းရမေမင်းသားမင်းသမီးကမာနကြီးရမေသူ့မတူအောင်ချောရမေမိဘကနှလုံးယောဂရှိရမေချစ်ရင်မညာဘူးညာရင်မချစ်ရဘူးအဲ့ဒါတွေတိထားရမေဒီလူလားကဲ ဒီလောက်ဆိုအဘလည်းလုံချင်းဝိထုညွန့်တန့်သိပြီးမှစသာရေးပြီးတော့ရှေ့အပတ်ကျုပ်ပြန်လာမယ်ဟုဆိုကာကော့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 နဲ့ထွက်ချသွားလေသည်သူထွက်သွားတော့မှကျွန်ုပ်လည်းစဉ်းစားကြည့်သည် လုံချင်းဝိထုရေးဖို့အတွက်လိုအပ်ချက်များအဓိကကကလောင်နံမဲလှလှရွေးဖို့မိတို့သောကလောင်နံမဲမျိုးကိုရွေးချယ်ရမည်နီဆွေးဆောင်မှုအနှုအယွနောက်ဆုံး ကလောင်နာမည်တစ်ခုကိုအပိသက်ရွေးချယ်လိုက်သည်မင်းထက်ရစ်မှုကောင်းနေဗျာမှန်နေဗျာပြီးပြီဗျာဘာတဲ့မင်းထက်ရစ်မှုအတိတ်ပဲလဲရှိနာမည်လေလှဆိုတော့အောင်မြင်မှသေးကြသလောက်ရှိနေပြီဒါနဲ့မင်းသားနဲ့မင်းသမီးကမနှာကြီးရဲ့နော်အိုးမိုးဘောကကိုမစင်ပါဘူးကွေနာမည်ရီကဗိမ္မာန်ထိတ်တန်းနဲ့ မိုးပေါ်ထိပ်သည်ပြီး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 အကြီးကြီးကိုပြီးပြီးကဲကျွန်တော်စာအုပ်ထုတ်ဖို့တွားလှုပ်လိုက်ဦးမယ်ဟုဆိုကာကျွန်ုပ်ရေးထားတဲ့မင်းထက်ရင်မူကလောင်အမိပါစာအုပ်ကိုပိုက်ပြီးတုတ်ချေတင်သွားတော့သည်ဒိတ်မကြပါ မင်းထက်ရင်မူဟုသောကလောင်အမိမှာလုံချင်းလောကတွင်ပောက်ကလောင်တစ်ချောင်းဖြစ်လာတော့သည်ကဲအဘကြီးမင်းထက်ရင်မူကလောင်ကတော့ အငားရမ်းမှာဆက်ရဖြစ်နေပြီနှစ်ပတ်တအုပ်နှုံသာရေးပြီးတော့ဟေးနှစ်ပတ်တအုပ်အဘအဲ့ဒီလောက်အထီတော့လက်မမြန်ပါဘူးကွယ်မလှုပ်ပါနဲ့ကျွန်ုပ်ရဲ့ညင်းဆန်စကားကိုစိတ်အုံးခါပြုံးလိုက်ပြီးပါလာတဲ့အထုပ်ကိုကျွန်ုပ်ရှိဒုံငနဲ့ပြစ်ချကားအဲ့ဒါတွေတိလို့ဟောဒီမှာမော်တာဝယ်လာတယ်လက်ကိုမော်တာတက်ပြီးတော့သာရေးတော့ဟေးလက်မော်တာတက်ပြီးတော့ရေးရမေး ဒီလူအဘရဲ့လက်ရှိလုံချင်းလောကမှာခေတ်ဆားနေတာကအငားဆိုင်မှာကိုယ်စားအုပ်များများရှိနေဘူးပဲအဲ့လူရှိနေရင်အဲ့လူရှိနေမှငှားဖက်တဲ့သူတွေကဒီစားကြီးစရာစားအုပ်အများကြီးထွက်ထားပြီးဘာကောင်းမှလိတ်လို့ဆိုပြီးကိုယ်စားအုပ်ကိုရောင်းတောင်ပေါင်းတောင်နဲ့ငှားဖက်ကြတာ။အိုးရောင်းတောင်ပေါင်းတောင်နဲ့ဖက်တာဘယ်လူပဲဖက်ဖက်လीကိုယ်စားအုပ်အငှားအတွက်နေဘူးပဲလူလား။ ကဲပြော့နေကြပါလေဗျာမင်းထက်ရင်မှုကိုသုံးဖက်တအုပ်ရေးပြီးရင်ကလောင်ခွဲဘူးနာမည်တစ်တလုံးသာရှာထားပြီးတော့ဟေးကလောင်ခွဲမေခွဲရမေဗျာဒါမှလူတွေကဒီစရာကလောင်ခွဲတောင်ထွက်နေပြီဆိုပြီးအထင်ကြီးမှာကဲပြော့နေကြလေဗျာလက်ကိုမော်တာတက်ပြီးရေးပေတော့ဟုဆိုကတုတ်ချေတင်သွားတော့သည်ဒုနိမှာစား၍ ကျနှုတ်မလည်းအာမနီနိုင်နော့မင်းထက်ရင်မူကလောင်ကိုသုံးဖက်တအုပ်ဒရဇက်ရည်နေရသည်အပြင်နောက်ထပ်ကလောင်အစ်အတွက်ပါရည်နေရလေတော့သည်မဟုတ်ပါလားဒွတ်တော့သိမကြခင်ကာလအတွင်းမင်းထက်ရင်မူစင်တင်သည်ကလောင်တဲ့ရင်မူထုံဝေထွက်ပြီးဟူသောကြောညာကိုအများပြည်သူထင်ထင်ရှားရှားမြင်ရလေတော့သည်ရင်မူထုံဝေကလောင်က မဆူဘူးအပါယား အခုဆိုရင်စာအုပ်တွေအလုံးက အလုတ်ဖြစ်နေတော့အဘကူတအုပ်ကူရှစ်ပလင်းပြီမေဘာလဲဟာရှစ်ပလင်းဆိုတာအရက်လားစိန်အုံးကမဲ့ပြုံပြုံသည်ဩကောင်းနေမှာဒါကြီးပဲရှိနေပါလားရှစ်ပလင်းဆိုတာ ရှစ်တောင်းကူပြောတာဟေးတက်ကေလားကျွန်ုပ်ရဲ့ဝန်တာအာရအသံဒါကူစိန်အုံးကတက်ကေပေါ့ဗျာအဘများများရေးနိုင်လေ အဘအတွက်အကျိုးရှိလေးပဲဒါဒါဆိုငါအတွက်မော်တာလေးတစ်လုံးထပ်ဝဲခဲ့ပြီးစမ်းမဘာလုပ်ဖို့လဲလက်နှစ်ဖက်ဘယ်ညာမော်တာတက်ပြီးဆက်နဲ့လှည့်ထုတ်တယ်လို့လှည့်ထုတ်မလို့ကျွန်ုပ်ရဲ့စကားကိုစိတ်အုံးကသဘောကျသွားပြီးကြိုက်ပဲဟိမော်တာနောက်တစ်လုံးမဟုတ်ဘူးသုံးလုံးဝယ်ပြီးလက်နှစ်ဖက်ခြေနှစ်ဖက်မော်တာတက်ပြီးကာယာကြီးသာမှောက်ရီတော့ပြီးပြူအေး နောက်ပြီးအခုရင့်မှုထုံဝေကအလုတ်ဖြစ်နေတော့ကလောင်လေးထက်ခွေးပါအောင်ဟုဆိုကထွက်ချသွားလီတော့သည်ဒုမစာ၍ကျက်နှုတ်ခမြလက်နှစ်ဖက်ခြေနှစ်ဖက်မော်တာတက်ထားရ၍ထမင်းကိုပင် ခွေးလူဟတ်စာနေရသည့်ဘဝကို ရောက်ရလေပြီ ကြည်လီစာအုပ်တော့ရှစ်သားတပတ်တအုပ်ရေးပြီးပါကတရက်တတောင်းမြည်သူမလိုခြင်းရှိရနီထို့ကြောင့်စာအုပ်များကို အမြန်ပြီးစီရန်ရည်ရသည့်အပြင်တွေ့သည်မအစာအုပ်ခိုးချကိုရည်ပြီးသည်မကဇက်ကုံနမေပြဒီတအုပ်မှာမင်းသားကမာနကြီးရင်နောက်တအုပ်မှာမင်းသမီးကမာနကြီးနောက်တအုပ်မှာဖခင်မာနကြီးရင်နောက်တအုပ်မှာရောက်ခမကမာနကြီးစသည်ဖြင့်ပြီးပြီးရောသားလုံနေရလေတော့သည်တို့အပြင်ငွေကလည်းလူတီထက်ပို၍လူချင်း၍ ရင့်မှုထုံဝီကလောင်ကူပင်ထပ်ပွားကလောင်အဖြစ်ဆက်လက်တင်ပို့ရလေတော့သည်ရင့်မှုထုံဝီရဲ့ကလောင်ခွဲစစ်စီထုံဝီရင့်မှု အချစ်စစ်စီဟာတာများထွက်ပြီးထုံဝီရင့်မှုကတော့ဟုတ်တယ်လူလူဖြစ်နေပြီအဘကြီးရည်သည်မြရွှင်ရွှင်လေးဖြစ်နေတော့လူကပူကြိုက်တပြဒါကြအေးငါစဉ်းစားပြီးပါပြီကွာထုံဝီရင့်မှုရဲ့ကလောင်ခွဲဘာတဲ့လေအဘ စိမ့်အုံးမှာစိတ်ဝင်တစားမေးသည်ညစ်နဲ့ရင်မူကြိုက်ပြီဗျာကျွန်တော်ကြညာလိုက်တော့မင်းထုံဝေရင်မူရဲ့ကလောင်ခွေညစ်နဲ့ရင်မူဆိုပြီးတကလထို့နောက်ပိုင်းကျွန်ုပ်မှာအာသည့်အချိန်ကို မရှိတော့ကြီးရှိသည့်ကလောင်များကိုမဖြစ်ဖြစ်အောင်လုပ်နေရသည့်အပြင် ကျွန်ုပ်ရဲ့ကလောင်ခွေညစ်နဲ့ရင်မူမှာ မတော်တဆလူကြိုက်များကြ၍ကလောင်ထက်ခွဲရပြန်ပြီတော့သည် ညနေရင်မူတီးဖြတ်သည်ကလောင်သည့်နေကျော်ရင်မူထွက်ပြီးဒုက္ကလူဖြင့်ကျွန်ုပ်ရဲ့အိမ်အထက် မော်တာတန်ဒရက်ဇက်နှင့်ခင်မီကွန်ပျူတာဆူဖာတီဗီအပေါ်အောင်နှင့်အော်ငေါ့စရာ တပည့်တပန်းကလေးများပင်ရှိနေကြပြီးတပည့်ကလေးများမှကျွန်ုပ်ထံပညာရင်နှုတ်တော်စုရန်လာရောက်သူများဖြစ်သည့်အလျောက်သူတို့ရည်သမျှပောက်ကြရစာများကိုကျွန်ုပ်ထည့်ထိုးသိရင်ခက်တင်းတင်းနေရလေတော့သည် ကျွန်ုပ်နီးတူပင်ကျွန်ုပ်ရဲ့ထုတ်ဝေသူမောင်စိန်အုံးမှလည်းယခင်ကထဲပြောင်းသည်မျှပြောင်းရောင်သည်မျှရောင်ပြီးသိန်းကျော်တန်မြင့်မှန်အကောင်းစားကနဲ့လူတကာကြားတောက်ကြွနေလေပြီသူမြမကရလီလူလီဥဒစီမျိုးမှု ကလောင်ခွေးမြောက်များစွာကငွေနဲ့မတင်းတိုင်နိုင်မဲကလောင်ခွေးများကထက်မှန်ဖန်ဆင်းရပြန်လီတော့သည်နေကျော်ရင်မူတီးဖြတ်စီစဉ်တင်ဆက်သည့် စေကျွတ်တဲ့အသေးဆွေးပုံမှန်ရင်မူခန့်စားချက်အစ်စ်နဲ့ထွက်ပြီးအငားဆိုင် စာအုပ်စင်၌စာအုပ်များလာသည့်နေ့အမျှရောင်းတောင်ပေါင်းတောင်နဲ့ကန်ကြီးသောပရိသတ်အမာခံရှိသည့်အလျောက်ပုံမှန်ရင်မူမှာ စာအုပ်လောကအလေတင့်တယ်လာ၍ကလောင်ထက်ခွေရပြန်လေတော့သည် ပုံမှန်ရင်မူရဲ့ရဲရဲကြီးစင်တင်မှုစာရေးစရာမလီစောစောရင်မူထို့မြတ်မက စောစောရင်မူကလောက်မှအရွယ်မရောက်သေးခင်မှပင်စောစောရင်မူရဲ့မောင်ငယ်ဆုံးမောနှင်းရင်မူထွက်ပြီးစသည်ဖြင့်ကလောင်ထက်ခွဲရလေသည်ဂျာလာတီရှိသောသူ့ဘာသာသူအပတ်လဲသည်လို့ရှိလာသည်ကိုဘာသာကိုရေး၍နဲနဲကောင်းသွားရင်ပေမကလောင်ကြီးကိုဘာသာကိုတတ်မှတ်ထားတဲ့ဇယကြီးမင်းထက်ရင်မူ၏စာမတိမ်မယိမ်ဖြစ်သွားရင်ထုံဝေရင်မူနဲ့ ရင်မှုထုံဝေအတွဲရင်း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 နဲ့အလူတော်ခိခိခိစသည်အတန်မြတ်သွားလျင်ညင့်နဲ့ရင်မှုထို့ထက်နည်းနည်းယော့ရင် နေကျော်ရင်မှုယူရည်သည်မြတာမန်ဖြစ်သွား၍ဘာမှမထူရရင် ပုံမှန်ရင်မှုကလားကလီကလာနဲ့အလားအပါမြတ်သွားရင် စာရေးစရာမလီစောစောရင်မှုလုံးဝတော့မရပဲအချိတ်ဆက်ပင်မမိတော့ရင် ကလောင်တစ်ကလေးမော်နင်းရင်မူရေးတာစသည်ဖြင့်ကိုဘာသာကိုအတန်းစားခွဲ၍ခတ်တီတီနေနေရလေသည်ဒုမြမကယူကျွားလာသော မောင်စိန်ဦးကဂုံ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 နဲ့ပြန်ရောက်လာက အခုခေတ်ကဂံမီရဘဲလှဲ့နေကြပြီအဘကြီးကျက်နှုတ်တည်ပြီးသားဟောဒီမှာရေးပြီးသားတောင်ရှိနေပြီးယော့ယူသွားပြီတော့ကျက်နှုတ်စကားကြားသည့်နှင့်စိန်ဦးကထခုံမတက်ဝမ်းသာသွားပြီး ဟာအဘကမြန်လာကြီးလားမှန်စံကလောက်နံမေကစာဒူးကြီးရင်မူကြိုက်ပြီဗျာဒါနဲ့လာပြီလေဟောဒီမှာကလောင်ခွေးဂန်ဒူးကြီးရင်မူပြီးရင်ရှိသေးပေါ့ဟောဒီမှာကြည့်နှာဘူးကြီးရင်မူဆက်ဆက်လူကြီးရင်မူချက်ပြုံးကြီးရင်မူလေးဝဲစမ်းကြည့်အတွက်ဆိုရှိပါနံမေရီကြည့်လိုက် တရိကံတရခံတရုခံတရခံတရိကံကြောက်မဲ့ဖွေရာဝိထုဆိုရင်ရောဟောဒီမှာရွေးပြီးသားဒုက္ခိတမောင်စိန်ဒွတ်တမောင်စိန်ဒုက္ခမောင်စိန်ဒုတမောင်စိန်စုံပြီဗျာစုံပြီတနိုင်ငံလုံးတယောက်တည်းရည်နီလာမှတ်ရတယ်ကဲဒီလောက်တော့အများကြီးဖန်တီးထားမှတော့ကျုပ်ဘက်ကလေ တာဝန်ကြည်ရမှာပေါ့ကဲ ဒီကလောင်ပေါင်း1020ခုနေချင်းညချင်းကြောကြောင်ဖန်တီးဖို့ကကျုပ်တာဝင်ပြားကဲသွားပြီပြုဟုဆိုကဝန်တာအာရထွက်ချသွားလီတော့သည်ဒိတ်မကြခင်အချိန်တွင် အနှစ်နှင့်အလားလားကစုထားတဲ့ကျွန်ုပ်ရဲ့စပီဘန္နာတိုက်တဲ့ဖွဲအုံနောက်စွန်းကြ ထွက်ရှိသည်မြကလောင်မျိုးစုံမှာ စာဖတ်သူများကြားရေပန်းစနေလီတော့သည်လီဝဲစန်းကျင်၌လေမူလစာရေးစရာတရိကံရဲ့ စင်တင်မြောက်စားမှုတရခဲတရုခဲနုမှာစပေပညာရှင်များကနှာခေါင်းရှုံသွညာဝေလူအားများလွန်၍တိုက်ပေါင်းတုံးတိုက်နှင့်စကြုပ်ပတ်ချုပ်ရသည်ဟုသည်ကြောက်မဲ့ဖွေရာလိုင်း၌ကဒုက္ခိတမောင်စိန်ရဲ့နာနာဘဝထိတ်ခေါမဲကုဝမနာမည်နှစ်ပင်ရောက်မလောက်ဖြစ်နေရ၍ဒုက္ခိတမောင်စိန်ရဲ့လက်ရင်းကလောင်ခွဲဒွတ်တမောင်စိန်နဲ့ဒုက္ခမောင်စိန်တို့မှာ အတန်းအသင့်စပီစင်မြင့်ပေါ်၌တင့်တယ်နေပေပြီဇာပေပညာရှင်များကလောက်လောက်လာလာမရှိညာစားပေါချောင်းပြီးရဟုသောကြီးမားသောစပီခံယူချက်နှင့်ခြေတူလက်တူအောင်ရေးသားလာခဲ့ပြီးတကလတနည်းအခါသမယ၌ကျွန်ုပ်ရဲ့ကြီးစုရှင် မောင်စိန်အောင်မှာအိမ်သူပေါချလာပြန်လေသည်အဘကြီးစာအုပ်တွေကထွက်တိုင်းပေါက်တဲ့လောက်ကိုရှိနေပြီဗျာကလောင်လဲထက်ခွဲအောင်ဗျာ လှုပ်ရှားရအောင်ဟေးအခုတော့ငါခွဲထားတဲ့ကလောင်ငါပြန်မှန်မမိလောက်အောင်မြားနေပြီဘယ်နဲ့ကြောင့်ကလောင်ကအထက်ခွဲရအောင်မှာတော့ကျွန်ုပ်ရဲ့စကားကိုစိတ်အုံးမှမော့မော်လီပြုံးကကလောင်များတော့ကို့အတွက်ကာပါရတာပေါ့အဖယာမိုးကောင်းတော့ရွာထောင်းအဖကြီးအော်ဟောဒီမှာဖိတ်စာလီလဲယူအောင်ဟုဆို၍ကျွန်ုပ်လက်ထဲဖိတ်စာတစ်စောင်ထိုးပေး၍ ကျွန်ုပ်လဲရောင်နာနာနဲ့လန့်ယူကဟေးဖိတ်စာဘာဖိတ်စာတော့စာနေစဉ်ရှင်းလင်းပွဲလုပ်မာလီဘတ်သူလုပ်မာတော့ကျွန်တော်လုပ်မာလီဟေးဒုကလူစကားကြ၍ကျွန်ုပ်လဲကြောင်သွားကဟာမောင်ရင်ကစာနေစဉ်ရှင်းလင်းပွဲလုပ်မေဘာရှင်းမာတော့ကျွန်ုပ်ရဲ့အမေကိုငတိကဝမ်းသာသွားပြီးတော့ဘဲမာလူ တင်ပါကိုခက်ကြမ်းကြမ်းရမ်းခပီး တိကျရင် မနဲ့ပြန်ဖိတ်စာပါတဲ့နေရာကိုလာခဲ့စုကကော့ပက်ကော့ပက်နဲ့ငှက်တမန်ခတ်တလူထွက်ချသွားလေရာကျွန်ုပ်မှလည်းကွက်ကြည့်ကွက်ကြည့်နဲ့ရောက်နာနာကြံခဲ့ရလေသည် နောက်တနေ့စိန်အောင်ချင်းရာကျွန်ုပ်ရောက်ရှိခြင်းဝဲခမ်းမာတဲ့ဒေါ်ဒေါ်များများရောက်ရှိနေပေပြီနောက်တဲ့လက်သည့်စာနယ်စင်းစရာစရာမများအများပြမှုကျွန်ုပ်လည်းစိန်တယောင်ယောင်ဖြစ်နေသည်မို့ မိနာထိုင်ရမမသည်စင်မော်ကြီးလိုက်တော့စိန်အုံးကအသားမေးရတဲ့ကြားရီစတစ်ကိုလန်အဖြူကြီးဝက်ကမျက်မှန်ကြီးပါတက်ထားသည်မို့ကြီးကန်းကိုထုံတုပ်၍ဘဲဥကတ်ထားသည်လို့ပင်ဖြစ်နေသည်အာဘောင်အာရင်တန်တန်နဲ့ဘာရီပြောနေမမသည်ကျွန်ုပ်မှာထိုင်စရာနေရာမရသေးသည်မို့သူပြောတာစိတ်မဝင်စားအသည်နောက်မှကြောင်တစ်ခုပဲ တွေ့သည်မအလစ်တုတ်ရန်ခြောက်နေသောဝါရင်စာနေစဉ်စရာလက်မယွန့်ရွှေချင်းလုံးတွေ့မှဝမ်းသာတော်ရသည်ဂျနောက်ရောက်သွားခြင်းဝေဇပွဲပေါ်မှမုံဖက်ထုတ်နှစ်ထုတ်ကိုရင်ပန်းနှစ်ဖက်ကြားဗလာစီယာတပွဲထိုးသွင်းနေခြင်းမူရွှေချင်းလုံးကလန့်သွားသည်အောက်မလီကလူကလူဟဲ့ကလက်မနီနဲ့ငါမြင်နေနော်ရွှေချင်းလုံးကဖွဲ့ထားတဲ့မုံဖက်ထုတ်ပြုတ်မကြစေရန်ရင်ခော့ပြီး မြင်တော့ဘာဖြစ်လဲဖင်းနဲ့ထည့်ထားတာနှစ်ထုပ်ရှိသေးတယ်ရိုက်တော့မစရသေးပေါ်ပြီနာသူကကျွန်ုပ်အားစိမ့်စိမ့်ကြီးကြည့်ပြီးဘယ်နဲ့လဲဘာလုပ်နေလဲရရတဲ့တရင်ကတော့ရှဲတွေရေးပြီးအစင်ပြေနေတယ်ဆိုသူစကားကြောင့်ကျွန်ုပ်လည်းအယံကိုဟူသောအတွင်းနဲ့ဒေါသထွက်သွားကရင်ဘတ်ကိုတပုံပုံပုတ်၍ဘယ်နဲ့ရှဲရရမှာလဲကွာ အမှန်အကန်ရေစာနေတာဒါနဲ့နေပေါ့စင်ပေါ်မှာဟုတ်ကောင်ဘာရီပြောနေတာလေရွေးချိန်လုံးကကျွန်ုပ်အားဒီအဖိုးကြီးဥကြောင်ကြောင်နဲ့ဟုအဓိပ္ပာယ်ရတဲ့အကြည့်နဲ့ပြန်ကြည့်ကအာအဘကလေခင်နောက်ကျနေပြန်မှပြီဟေးဘာဖြစ်လို့တော့အခုတလောလုံချင်းလောကမှာနာမည်ကြီးနေတဲ့မင်းထက်ရင်မှုဆိုတာသူ့ပေါ်ဟေးဘဲဘဲလူ အနိတငယ်ရဲ့ဇကားကြောင့်ကျွန်ုပ်မျက်လုံးပြူသွားရသည်အဘကဘယ်ကြောင့်ကက်နေလို့ဒါလိတောင်မသိရတာတော့အခုလုံချင်းလောကရဲ့ရှမ်းရှမ်းတောက်စာရေးစရာမင်းထက်ရင်မှုတို့ရင်မှုထုံဝေစောစောရင်မှုတို့ရဲ့ဖခင်အပြင်တရိကံတရကံတရုကံတို့ရဲ့ပထွေဒုက္ခိတမောင်စိဒွတ်တမောင်စိဒုက္ခမောင်စိတို့ရဲ့အမေလင်းမင်းထက်ရင်မှုဆိုတာသူပဲ မယုံရင်ကြည်ထားရုပ်နဲ့မောင်နှမ်းမှုတောင်ပွဲပြီးရင်စပေးအင်တာဗျူးလုပ်ဖို့အရက်ဆိုင်ချိန်ထားတာဒါကြောင့်စိုင်းမာမီဘူးမုံဖတ်ထုပ်အလစ်တုံနေတာကဲရှင်းပလားဟေးဒါဒါကအနီရွှေချိန်လုံးစကားကြောင့်ကျွန်ုပ်ဘာပြန်ပြောလို့ပြောရမှမသိတော့ရေးတာကကျွန်ုပ်နမေခန်တော့သူ့နမေကဘာကြီးပါချာချာလည်နေလေတော့ဒီ ဝေခွဲမရနိုင်နဒုချိန်မှပင်ကြားလိုက်ရသောစိတ်အုံအတန်ပြပီတတကြီးကအလုံးကကျွန်ုပ်ကိုရှဲရူအပ်ပြီးစအုပ်ထုတ်တယ်လို့ပြောကြပါတယ်မတိနားမလဲလို့ပြောတဲ့အတွက်ကျွန်တော်တနာကျင်နာစွာနဲ့ပဲပြန်ကြည့်ခဲ့ပါတယ်အမှန်တော့မင်းထက်ရင်မှုဆိုတဲ့ကလောင်ဟာကျွန်တော်ရင်ဘတ်သေးကအန်ကြလာတဲ့ကျွန်တော်ရဲ့ရင်တွင်းပြေကြပြားတစ်ပုတ်ပါ ကျွန်တော်ကိုယ်တိုင်နှလုံးသားနဲ့ရင်ပြီး ဖန့်စင်းခဲ့တာပါဒုအတန်ကြတော့ကျနှုတ်လဲသီးမခံနိုင်တော့ဟဲ့ကအဲ့ဒါတွေကငါရေးတာကွာကျနှုတ်ရဲ့အခြေလောင်တော့အော်တန်ကြတော့စာနယ်စင်းစရာဇေယမများရဲ့အာယုကျနှုတ်စီတို့စုပြုံလာသည်စိန်ဦးမှာမျက်နာပင်ပြက်မသွားပေထိမထင်ဟန်နဲ့ပြုံးကအဲ့ဒီလူမျိုးကျနှုတ်ရဲ့အောင်မြင်မှုကိုမနာလိုလို့ပြောင်ကြကြတိုက်ခိုက်နေသူတွေလည်းရှိပါသည် ဒါပေမဲ့ဂျင်နိုဟာသဘောထားကြီးသူပြီးပြီးခွင့်လွတ်ခဲ့ပါတယ်။ဟိတ်ကမင်းဘာမှအားချောင်မနေနဲ့မင်းထက်ရည်မှုရောဒုက္ခိတမောင်စိန်ရောတရိကံရောကလောင်ခွေးမြောက်များစွာငါရည်ခဲ့တာကွ။ဒါဆိုအဲ့ဒီကလောင်တွေဘသူနာမည်နဲ့မှတ်ပုံတင်ထားလေသွားကြည့်လိုက်လေအေးသူ့ရဲ့ဓလုံးနဲ့တော့စကားကြကျွန်ုပ်မှာဘာပြန်ပြောလို့ပြောရမှမသိတော့ ကိုလက်တူအောင်ရည်ကသမျှကိုမပိုင်တဲ့ဘဝရောက်ရပြီ ထိုစဉ်မှပင်စိန်အောင်ရဲ့ပိဒကြီးများတဲ့အတန်ကကဲဆရာရွှေချိန်လုံးတို့ဆရာမောင်နှမ်းမှုတို့ဒီအဖိုးကြီးအရက်ကြောင်ကြောင်လာပြန်ပြီထင်နေသူ့ကို43လမ်းခေါ်သွားပြီးဘီအီတပိုင်းတိုက်ထားလိုက်ပါဦးကျွန်တော်လာရင်ရှင်းမယ်ထိုအတန်လေးကြရအရက်သာပမည်ဆိုပါကဟိုစာနေစဉ်ဆရာမမဲမဲတူတူကိုပြင် ရည်စားစကားပြောရန်ဝင်မလီတော့အနှီးငတ်တိနှကောင်မှာကျွန်ုပ်ကိုဂုံးမပင်ဆွဲမရိကဲလာပါအဘရေအဖြစ်လဲရှိတာမဟုတ်ဘဲနဲ့ပွဲကူမဖြစ်ပါနဲ့ဟုတ်သားဗျာလူကဒီကနီနေပြီအခုထိအမြင်မှန်မရသေးဘူးဟုသောစကားသံများနဲ့အတူဟဲ့ကအဲ့ဒီကလောင်တွေငါရေးတာကွစောစောရင်မှုဆိုတာငါမွန်းနင်းရင်မှုဆိုတာငါဟုသောအသက်များပြန့်လွင်စေ ထွန်းဟာမိတ်ဆွေတို့ဗျာတွေ့မိပါသေးလားတောင်းတကုံနေတယူ၌အမူးလွန်နေသော အဖိုးကြီးတရဘွဲ့အိုင်များကိုခုံကြကမင်းထက်ရင်မူဆိုတာငါစောစောရင်မူငါမောနေရင်မူငါဟုသောဇကားများကိုရေရွရင်မောဒလီလက်နဲ့တရဇက်မှုရနေလီတော့သည်သူစုလူတဲ့အတိတ်ပဲကိုတော့မြည်သူမှမသိသို့တော့လူများက သူ့ကိုမြင်နိုင် ဝေဂန်ဤသည်ယင်မှုနေတုံးပါလာဟုတိုက်ဆိုင်မှုရှိကနာတတ်ပါစေ။